အရှိတောင်အာရှရဲ့နာမည်ကျော်နေဆက်တစ်ခုဖြစ်တဲ့ရွှေတွိကံမျိုးကိုတင် जा ဖို့ပါတလားတကယ်တော့ရွှေတွိကံဆိုတာဟာနိုင်ငံသုံးခုထိဆက်ရာနေဆက်နေရာတစ်ခုဖြစ်ပြီးကမ္ဘာမှာမသိသူမရှိသလောက်နာမည်ကြီးပါဒါပေမဲ့ကောင်းသောနာမည်ကြီးတာမျိုးမဟုတ်ပေမက္ဆီကိုနဲ့ကိုလံဘီယာနိုင်ငံတွေလိုမိုးရင်စေးနဲ့နာမည်ကျော်တာမျိုးဖြစ်ပြီးအမေရိကန် DE နဲ့နိုင်ငံတကာမိုးရင်တိုက်ဖြတ်ရေးအဖွဲ့တွေရင်တမမနဲ့စောင့်ကြည့်နေရတဲ့နေရာမျိုးဖြစ်ပါမြန်မာထိုင်းလာအိုသုံးနိုင်ငံထိဆက်နေတဲ့ရွှေတွိကံနယ်မြေဟာ အရှိထောင်အာရှနဲ့ကဘာတဝမ်းမှာရှိတဲ့မက်သဘတ်တမင်ခေါရာဘာနဲ့အိုက်ဆေးပြားတွေထုတ်လို့ရမူရင်နေမည်တစ်ခုဖြစ်ပြီးလက်နက်ကင်မူရင်ကင်တွေကြီးစိုးကြပါ යි ကဘာလိုက်ခီးသွားတွေကြိတ်ကြိတ်တုံးနေတဲ့ထိုင်းနိုင်ငံရဲ့နောက်ွယ်မှာမူရင်စင်းနဲ့ပြစ်တစားဈေးကွက်ကြီးဟာဒူးနဲ့ဒဲနဲ့တရှိနေပြီးတိုက်ဖြတ်ဖို့မလွယ်ကူတဲ့အနေအထားမှာရှိနေပါ යි နေဆက်ခန့်နေအမေရိကန်ဒေါ်လာ300ကျော်တန်ကြီးရှိတဲ့ရာဘာနဲ့အိုက်လိုဈေးပြားတွေဟာနှစ်စဉ်ထိုင်းနိုင်ငံထဲမှာပြန့်နှံ့နေပြီးကျေးလက်ဒေသတွေအထိချိမ့်ချောက်လာနေပါ යි ရာဘာစည်းပြားတွေဟာထုတ်လုပ်ရလွယ်ကူတာကြောင့်ဈေးသက်သာပြီးမဖိုးပဲဖို့ပမာဏနဲ့သုံးဆွဲလို့ရနေရဟာကြီးလက်ဒေတာကလူငယ်တွေအဖို့မွေးရည်ဈေးကိုသုံးဆွဲမိစေတဲ့အဓိကအချက်ပါထိုင်းနိုင်ငံရဲ့ရဲမှတ်တမ်းတွေအရထောင်တွေရဲ့အကျဉ်းသား85ရှာကိုင်းတော့ဟာမွေးရည်ဈေးဆက်နွယ်အမှုတွေဖြစ်ပေမဲ့လည်းဖြန့်ဝေရဲ့လက်တံတွေကိုတော့ဖမ်းမမိရမျိုးတွေရှိတယ်လို့ဆိုပါတယ်ထိုင်းနိုင်ငံဟာလွန်ခဲ့နှစ်ပေါင်းများစွာကတည်းကတိုးတက်နေပြီဖြစ်ပေမဲ့မွေးရည်ဈေးပြဿနာတွေကြောင့်ရှေ့ကိုရောက်တင်တဲ့လောက်မရောက်နေရဆိုတော့သုံးသက်ချက်တွေဟာ ငွေရည်စည်ရဲ့တရားမှုကိုမိမောင်းထုတ်ပြနေပါတယ်။မိသားစုပြည်ထနာနဲ့လူမှုရေးဖြစ်စည်းမှုတွေကြောင့်လူငယ်တွေဟာငွေရည်စည်ဆွဲနေကြသလိုငွေရည်နဲ့ဆက်နွယ်နေရဲ့ပြည့်မှုကျူးလွန်ခြင်းတွေဟာလည်းတဖြည်းဖြည်းတိုးလာပါတယ်။လက်နက်ကင်ငွေရည်ကိုင်းတွေနဲ့ထိစပ်နေရတဲ့ထိုင်းနိုင်ငံရဲ့ငွေရည်တိုက်ဖြတ်ရေးအဖွဲ့တွေဟာတိတိယယမကင်တွင်နိုင်ကြသလိုအစိုးရဘက်ကလည်းနီလန့်တွေကိုအမျိုးမျိုးစံစားကြရပါတယ်။စေချောက်ကိုတရားဝင်အသုံးပြုခွင့်နဲ့ရောင်းချခွင့်ကိုခွင့်ပြုပေးဖို့ပေမဲ့အခုတော့ဥပဒေနဲ့ပြန်ပိတ်သိမ်းထားပါတယ်။ ဒါ့အပြင်မူရည်စေးတိုက်ဖြတ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေမှာလည်းအပြစ်ဒဏ်ပေးရမျိုးခွဲခြားဆက်ဆံတာမျိုးတွေကိုတားမြစ်ထားပြီးလက်တွဲကျူဆိုရင်အတိုင်းဝင်းတစ်ခုဖြစ်အောင်တည်ထောင်ဖို့ကြိုးစားနေရလို့ဆိုပါတယ်။ဒါပေမဲ့လည်းပင်ပင်ဘန်းမန်းရှာဖွေအသက်မွေးရတဲ့အလုတ်သမားလူရန်စာရီအဖို့ဈေးပပိုးနေရနေရရာဘဆေးရီဟာသူတို့ရဲ့တနေ့တာအဖို့အလုတ်လုံနိုင်တဲ့ဈေးအဖြစ်ယူဆထားကြတာပါ။ဖီဒဲလို့ခေါ်တဲ့ထိုင်းရာဘာချန်လောက်သားတူဟာဆိုရင်တရက်ကိုရာဘာနှလုံးအထိတုံးဆွဲနေပြီ တဏိတာပင်မမှုတွေကိုစီးရီသုံးပြီးဖြည့်ဖြောက်ရာကနေစီးဆွဲခဲ့တယ်လို့ဆိုပါတယ်ပတာနီရာလာနဲ့နရာတီဝက်ခရိုင်တွေဟာဆိုရင်စီးသုံးဆဲမှုအများဆုံးဒေတာအဖြစ်သတ်မှတ်ခံရပြီးစေကျော်တက်၅ယောက်မှာတယောက်တော့သုံးဆွဲနေရလို့ဆိုပါတယ်မွေးရည်ဇေဝါနောက်ဆက်တွဲခုံမှုလူရဲမှုတွေကြောင့်အရင်ကလိုတည်ငြိမ်အေးဆေးမှုမရှိတော့တဲ့အရက်ဒေတာဖြစ်လာနေပြီးဒါဟာထိုင်းနိုင်ငံအတွက်ပပနဲ့နဲ့ကင်တွယ်ဖြည့်ရှင်းရမယ့်ပြဿနာဆိုရင်လည်းမှားပါဘူး နိုင်ငံတနိုင်ငံဟာမူရစ်စေးပါသုံးဆွဲသူများလာနေအမျှအရာရာဟာအနှုတ်ဖက်ပြလာတတာကြောင့်အရှိတောင်အာရှရဲ့တူရစ်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအဖို့ခေါင်းခဲစရာပြဿနာကြီးအဖြစ်ရင်ဆိုင်ဖြေရှင်းဖို့လိုအပ်နေပါတော့တယ်